ိုင်ငံရေးပညာပေးဇလန်းတို့တပုတ်ကိုရိုက်ကူးခဲ့ကြလို့လူပြောများနဲ့နေတူပါဝင်တခြားသောနာမည်ကြီးမင်းသားမင်းသမီးများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာအင်တာနက်ပေါ်မှာမိဘပြည်သူတွေကြားပွဲဆွေးနွေးရတော့မြန်မာနိုင်ငံရဲ့လက်ရှိချင်းတွေကိုရိုက်ကူးပြသထားတဲ့ပညာပေးဇလန်းတွေပါပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေပါအခုဆိုရင်မြန်မာနိုင်ငံမှာရေကွက်ပွဲတွေကျင်းပတော့မှဖြစ်ပြီးအစိုးရဖွဲ့စည်းတွေကလည်းကုစီမဲဆွယ်လို့နေတဲ့အချိန်မှာ အဆိုပါပညာပေးဇလန်းတို့မြောက်ရီမြပါရှုပ်တဲမှာတရားဝင် ထုတ်လွှင့်ပြသလျက်ရှိပါရယ်ခင်သမိုင်းကိုတောင်းဆိုင်မဲ့သူများလို့အမိရတဲ့ဒီဇလန်းတို့မှာတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသားတွေဖြစ်ကြတယ်နေတူမြင်းမြဲအေးချမ်းပါနေဝင်းဦးအောင်ခိုင်တို့နဲ့တူမင်းသမီးမင်းမြမချူလေးနောက်ပြီးတော့ဟာသားတယောက်ဆောင်တွေဖြစ်ကြတဲ့တွန်းလန်စူပါလင်းနဲ့တခြားသောတယောက်ဆောင်ပေါင်းများစွာပါဝင်ရိုက်ကူးခဲ့ကြပါတယ်အဆိုပါပညာပေးဇလန်းတို့ရိုက်ကူးခဲ့ကြတယ် နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့တခြားပါဝင်တဲ့တရုတ်ဆောင်တွေအားလုံးကအခုတော့မြန်မာနိုင်ငံမှာနှစ်ချမ်းကွဲတဲ့မိဘပြည်သူပြည်သက်တွေကြပါပွဲစုနေပါပြီခေတ်သမိုင်းကိုတောင်းဆိုင်မဲ့သူများလို့အမိရတဲ့ပညာပေးဇလန်တူကတော့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေအားလုံးနဲ့ပတ်သက်လို့နှီးနွယ်နေပြီးတော့ရိုက်ကူးထားတာ ဖြစ်ပါတယ်ဒီဇလန်တူမှာပါဝင်နေတဲ့တခြားအကြောင်းအရာတွေဟာပြည်ရင်းပြဿနာပလိပခါတွေနဲ့ပတ်သက်လို့မိဘပြည်သူတွေရဲ့အသည့်တရားရရှိဖို့ရည်ရွယ်ထားတာပါဒါပေမဲ့လည်း ပညာပေးဇလန်တို့ကအာလုံတော်ဇန်ဝင်ခဲနေရနိုင်ငံရေးနဲ့ပတ်သက်လို့အတိအလင်းဆက်နွယ်နေပြီပဲပြည်သူလူထုကြားထဲမှာတော့ပြောကြဖြစ်နေပါတယ်ဒီလိုမျိုးပညာရေးခေါင်းစဉ်တက်ပြီးတော့မင်းသားမင်းသမီးတွေကြားမှာပြည်သက်တွေကတော့တော်တော်လေးကိုပြားပြားနေကြတာပါပြားများတယ်လို့ဆိုတာထက်ကိုနှစ်ဖက်ကြားမှာပွဲစုသွားခဲ့တယ်လို့ဆိုရမှာပါပြည်သူချင်းမင်းသားမင်းသမီးတွေကဒီလိုမျိုးစက္ကမှာပါဝင်တယောက်ဆောင်ပေးကြတာကိုမြင်ရတဲ့အတွက်ပြည်သက်တွေနေနေကတော့တကယ်ကိုစိတ်ပြတ်သွားခဲ့တဲ့သူတွေတောင်ရှိနေရပါတယ် ဒီလိုမျိုးမြန်မာနိုင်ငံရဲ့ထိတ်တန့်အမှုပညာရှင်တွေဖြစ်ကြတဲ့နေတိုးမြင်းမြတ်ပါဝင်ကျန်တဲ့မင်းသားမင်းသမီးတွေအနေနဲ့အခုလိုမျိုး policy ပညာပေးရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့ရကြောင်းတချို့သောပြည်သက်တွေကတော့အမြင်မကြည်ကြပါဘူးမြန်မာနိုင်ငံမှာခံယူချက်တွေမတူတဲ့ပြည်သက်တွေဟာဒီလိုအမှုပညာရှင်တွေကိုပြင်းပြင်းထန်ထန်ထောက်ပြနေကြတာဖြစ်ပါတယ်ဒါပေမဲ့အစိုးရကိုထောက်ခံတဲ့ပြည်သက်တွေကတော့ဒါမှပြည်သူအမှုပညာရှင်စစ်စစ်ဆိုပြီးခြေကျူကြပြန်ပါတယ်လက်မခံရင်သူတို့ရုပ်ရှင်လောကကနေ မောင်းထုတ်ခံရမှာကြောက်လို့မတက်တာပဲနဲ့လက်ခံလိုက်ရတာဖြစ်နိုင်တယ်လို့အမှုပညာရှင်တွေဘက်ကနေစာနာထောက်ထားစွာနဲ့ပြောဆိုထားကြပြန်ပါသေးတယ်။ပြည်သက်တို့ကရောဘယ်လိုပြင်ကြလဲပြောခဲ့ကြပါအောင်တော့